မိုင်းခတ်မြို့နယ်အတွင်းဆောင်ရွက်မိတရားလုပ်ငန်းအားကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တွင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းကြေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမှမိုင်းခတ်မြို့နယ်အတွင်း2025-2026ဘဏ္ဍာရေးနှင့်ပြည်နယ်မူလရန်မုံငွေဖြင့်ဆောင်ရွက်မိမိုင်းနှုံကြေးရွာအုပ်စုရန်ကြံရွာဝင်တန်ကူကွန်ကရစ်တရား90ပေဒဇင်တိစောက်ချင်းလုပ်ငန်းဆောင်ရွက်နိုင်ပြီးမြေပြင်ခြေနေများကိုဂျွန်လ30ရက်ကရှမ်းပြည်နယ်ရှိပိုင်း ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမျိုးပြဦးကျော်စီရင်လင်းကျိုင်းတုံခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမျိုးပြဦးသိန်းလင်းနဲ့မြို့နယ်တာဝန်ခံတို့မှ လုပ်ငန်းဆောင်ရွက်ရန်အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပါရယ်ထို့သို့ကွင်းစင်းရာတွင်ရှမ်းပြည်နယ်ရှေးပိုင်းကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမျိုးပြဦးကျော်စီရင်လင်းမှလုပ်ငန်းဆောင်ရွက်ရာတွင်တပ်မတ်စံချိန်စံညွှန်းနှင့်အညီအည်သွေးပြည့်မီစွာဆောင်ရွက်သွားရန်မှာကြားခဲ့ပါရယ် အဆိုပါတရားတိဆောက်ခြင်းလုပ်ငန်းရာနှုံးပြည့်ဆောင်ရွက်ပြီးစီးပါကအနီးနားပတ်ဝန်းကျင်ရှိကြေးရွာ၅ရွာအိမ်ကျေ200တအိမ်လူဦးရေ1133ဦးအကျိုးပြုသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ